ရာစုနှစ်တဝက်နီးပါးလက်နက်ကင်တပ်ပွဲဝင်လာခဲ့တဲ့ဘတ်စကီအခြေဆိုင် ETA ခွဋ်ထွက်ရေးတပုံအဖွဲ့ဟာပြည်သင့်အစိုးရထံလက်နက်တွေအနှံခဲ့ပြီးအဖွဲ့ကိုအပီးပိုင်ဖြတ်သိမ်းမဲ့ကတိကဝတ်တစ်ခုကိုလည်းပေးအပ်ခဲ့လို့သိရပါဗျ။ EDA အဖွဲ့ကတော့စပိန်နဲ့ပြည်သင့်နယ်စပ်မှာတရှိတဲ့ Basque Data လုံးလည်ရရှိဖို့စစ်စုနှစ်ပေါင်းများစွာနဲ့လက်ကင်တပွဲဝင်မှုတွေကိုအဆုံးသတ်ဖို့အတွက်ပနမာချီလန်ကိုစတင်လိုက်တာဖြစ်တယ်လို့ပြောပါရယ်ပြည်သင့်အစိုးရဟာ EDA လက်နက်ကင်အဖွဲ့လွှဲပြောင်းပေးခဲ့တဲ့လက်နက်တွေကိုလက်ခံရယူဖို့အတွက်ဘုံရှင်းလင်းရေးကြံ့ကျင်သူတွေနဲ့အတူရဲတပ်ဖွဲ့ဝင်200နီးပါးကိုစုရုံးစစ်လို့ခဲ့တယ်လို့ပြည်ထောင်စုဝန်ကြီးဌာနရဲ့ပြောကြားချက်အရသိရပါရယ် ၎င်းဖွဲ့ကတင်ပြခဲ့လက်နက်တွေလှုပ်ဝက်သိမ်းဆည်းထားတဲ့နေရာရှိခုမှာတနက်အလက်ပေါင်း120နဲ့သုံးတန်အလေးချိန်ရှိတဲ့ဖောက်ခွဲရေးပစ္စည်းတွေပါဝင်တယ်လို့သိရပြီးဒီလိုလက်နက်ထားရှိတဲ့နေရာတွေကိုတော့စပိန်နဲ့နယ်နယ်မြေချင်းထိစပ်နေတဲ့ပြည်ထောင်နိုင်ငံအနောက်တောင်ပိုင်းကပရီမီအက်တလန်တစ်ဒေသမှာတွေ့ရှိခဲ့တာဖြစ်တယ်လို့သိရပါဗျ။1959ခုနှစ်မှာတိစောက်ခဲ့တဲ့ ETA လက်နက်ကိုင်အဖွဲ့ဟာ 1968ခုနှစ်ကစပြီးလူပေါင်း100ကျော်တေဆုံးပြီးတော့ထောင်ပေါင်းများစွာတရားရရှိခဲ့တဲ့ဘုံခွက်တိုက်ခိုက်မှုတွေနဲ့တနက်ပစ်ခတ်မှုတွေအတွက်တာဝန်ရှိနေရလို့အပြစ်တင်ခံရရလည်းဖြစ်ပါတယ်။အဲ့ဒီအဖွဲ့ဟာအစိုးရအကြီးအကဲအရာရှိတွေကိုဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပြီးနောက်နောက်စတိခုနဲ့မှာတော့လက်နက်ကင်တပ်ပွဲဝင်မှုတွေကိုဆွတ်လွတ်လိုက်ပြီးဖြစ်ကြောင်းကြီးညာခဲ့ပေမဲ့လက်နက်ဖြစ်သိမ်းတဲ့အစင်ကိုတော့ရောက်ရှိခဲ့ခြင်းမရှိဘူးလို့သိရပါဗျ။ EDA အဖွဲ့ဟာစပိန်နဲ့ပြည်ထောင်နိုင်ငံမှာဖမ်းဆီးထိန်းသိမ်းခံရတဲ့၎င်းတို့ရဲ့အဖွဲ့ဝင်350ခန်းကိုလူငင်းချင်တာခွင့်ပေးဖို့နဲ့အကျဉ်းသားအခွင့်အရေးတွန်းမြစ်ပေးမယ်ဆိုရင်အဖွဲ့ကိုဖျက်သိမ်းပေးမယ်လို့ဆွေးနွေးမှုတွေကိုပြုလုပ်ခဲ့လို့လည်းသိရပါဗျ။လက်နက်အနှံ့မှုတွေပြုလုပ်ခဲ့တဲ့ EDA အဖွဲ့ကိုစပိန်နိုင်ငံကပြပြထထန်နဲ့တုတ်ပြန်ခဲ့ပြီးစပိန်ဝန်ကြီးချုပ်မာရီရာနိုရာဒရိုင်းကအဲ့ဒီလက်နက်ကိုင်အဖွဲ့တွေကိုအကြမ်းဖက်သမားတွေအဖြစ်သုံးလုံးကအစိုးရရဲ့တညာမှုနဲ့၎င်းတို့ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကနေကင်းလွတ်ဖို့ရရှိဖို့အတွက်မျှော်လင့်မှထားဖို့ပြောကြားခဲ့ပါဗျ။ thank you